ကျွန်တော်တို့လောက်ပါဆိုလဲကျွန်တော် CEO ပဲအိမ်မှာလည်း CEO ပဲဘာလို့လဲအိမ်ကမိဖို့ကြောင့်ကိစ္စဘာညာကိစ္စအကုန်ကျွန်တော် CEO ပဲလောက်ပါဘယ်လိုလဲရှုပ်လို့ဘာလို့သူ့ကိုတစ်ခေါက်ဈေးကဝယ်ခိုင်းနေချိန်မှာကျွန်တော်သူ့ကိုကြောက်တော့ကြောက်နေတာဝယ်နေတော့ဆိုကျွန်တော်ပြန်ရတယ်ကျွန်တော်နောက်နေ့ရက်စားကျွန်တော်ပဲဝယ်တော့တယ်အကုန်အထားလိုက်တာခေကန်ကိစ္စရောအလုပ်ကိစ္စရောပြီးတော့အေးအချင်းပြုတ်ပြီးကိုယ်ကထား nhân nào thì trả chi chip không mà còn là เอ็งมาซุเลยซีอีโอเว้ยเจอเราเลิกมาซุเลยเจอซีอีโอเว้ยเอ็งมาเลยซีอีโอเว้ยบาซุเอ็งอ่ะมีผู้จองเกษตรปัญญาเกษตรอกงเจอซีอีโอเว้ยเลิกมาเป็นเลยชุบเลยอกงไอ้ถ่าไล่ตากงโลเมย์เคเกษตรอลุเกษตรยอพี่รออีเอ้ยเจ๊ยอกงอ่ะ ဟိုဘယ်လိုပြောမလဲကျွန်တော်တို့အိမ်မှာကျတော့အဲအိမ်ကိစ္စတွေတော်တော်များများတော့ကျွန်တော်ပဲဥဆောင်လိုက်တာများတယ်။ဒါဆိုတော့ကျွန်တော်မျိုးသမီးကသူကအိမ်မှာငွေလေးတွေကသူတို့မိဘတွေထားတဲ့ပုံစံလိုက်ဆိုင်သူလိုက်ဆိုင်ပေါ့နော်သူလိုက်ဆိုင်ကကျွန်တော်တမျိုးဟိုတိတ်ဥဆောင်မတည်ဘူးဗျာ။ကျွန်တော်ကကျွန်တော်နေတဲ့ပုံစံတမျိုးကျွန်တော်ကငွေတွေတယောက်တည်းနေရဲ့ကြီးတော်လည်းတယောက်တည်းခွင့်နေရလို့ဆိုတော့ဗျာဈေးဝယ်တာအစဘာလို့ဆိုအကုန်လုံးကိုကျွန်တော်ကအဲ့လိုနေနေကိုယ့်ကိုကျွမ်းကျင်ရှိတယ်။ကျွမ်းကျင်ရှိတော့ သူ့ကိုသူကမလုတ်ခိုင်းတော့ဘူး။အဲ့တော့သူ့ကိုတစ်ခေါက်ဈေးကဝယ်ခိုင်းတဲ့အချိန်မှာကျွန်တော်သူ့ကိုကြောက်တော့ကြောက်နေတာ။ဝယ်နေတယ်ဆိုကျွန်တော်ပြန်။အဲ့ဒါကျွန်တော်နောက်နေ့ရက်စားကျွန်တော်ပဲဝယ်တော့တယ်။ချက်တာကဟုတ်တယ်အရင်ကတော့အမှချက်တယ်ဒါပေမဲ့အဲ့ဒီချက်ချင်းကိုဝင်တဲ့မှာကြတော့လေမခံနိုင်တော့ဘူးအဲ့ဒီအနေအနေနဲ့အဲ့ money thickness သိုးတဲ့အချိန်နဲ့ဥကြုံဟိုအဲ့ဒါချက်ကျွေးပါလို့ပြောရင်းရတယ်သူကလည်းမလိုလိုချင်းချင်းနဲ့ချက်တာအဲ့မှာအခုလည်းကြတော့ရက်လို့မရတော့ဘူးပေါ့သူကရင်းချက်ကောင်းတယ်ကျွန်တော်တို့ စပြီးတော့အိမ်တော်ကြကလာနေပြီးတော့မှနေပြီးတော့မှနေရောအဲဒီတိုင်းသူကသမီးချက်တယ်ကျွန်တော်အလုပ်သွားတယ်ဗောနော်အလုပ်သွားတော့ကျွန်တော်စိုင်လေးရှိတယ်နေပြီးတော့မှစိုင်လေးဖွင့်တာအဲ့ဆိုင်ကိုကျွန်တော်သွားတယ်ပြီးအိမ်ပြန်လာပြီးသူနဲ့သမီးစားတယ်ပြီးရင်ကျွန်တော်ကျွန်တော်ပြန်သွားတော့ဗောနော်အဲ့တော့ကတော့အဲ့လိုဗောအဲ့ပြီးတော့သူကလေးမွေးပြီးတဲ့အချိန်ကျတော့ကလေးကလေးမွေးခါကားဆိုတော့ဟိုသူချက်လို့မရဘူးအဲ့ဒီကျတော့ဟိုတခြားလူစားကျွန်တော်လေးဝင်ချက်ပြလိုက်တာအစင်လေးမျိုးစားလို့ သူချက်တာအကုန်ကောင်းတယ်ခုနောက်ပိုင်းရလဲဆက်ဆက်ချင်းချက်ခါစားပဲနည်းနည်းအလွဲလေးတွေဖြစ်တယ်ပေါ့နော်ယောက်ျားလေးဟင်းချက်တာဆိုတော့လေဒါပေမဲ့အဲ့နောက်ပိုင်းအဲ၃လေးလောက်လောက်နည်းနည်းဖြစ်ပြီးရဲ့အချိန်မှာနောက်ပိုင်းကျတော့အရန်ဆင်ပြေးတယ်သူချက်တဲ့ဟင်းတွေကအကုန်လုံးကျမကြိုက်တာများတယ်ရှင်းဘာကြီးရစီချက်နည်းနည်းတော့သိုးတယ်ရှုပ်အစပိုင်းနေပေါ့နော် လိုတကယ်ကိုလေးအချင်းနဲ့အရွက်တွေကြီးပေါင်းချက်တာအဲ့လိုမထုံမနှမ်းနေပေါင်းတာပေါ့နော်အဲ့လိုဥမာဝတ်သားဟိုဆိုရင်သူအဲ့လိုအုံနှုတ်တွေမဆလာတွေပါရောချက်တာမျိုးတွေအဲ့ဒါကြီးတော့နည်းစားခဲ့လိုက်ရတယ်စားပိုင်းတော့နောက်ပိုင်းတော့တီတွင်ပန်နီးမှုနေနဲ့များသွားတာနောက်ပိုင်းသူကပြောလိုက်တယ်လို့သူကတီတီထွင်ထွင်ချက်တာရေးဆိုမကြိုက်ဘူးလို့ရိုးရိုးသားသားချက်တာပဲကြိုက်တယ်အခုတော့ဝါရဆင်းအဆင်ပြေသွားပါဘူး လူရှေ့တော့ဥရှင်ပေါ့ကိုနေမိမိပဲဟုတ်ဒါပေမဲ့လူရှေ့ပါညာနန်သားတော့ရင်တော့ဥရှင်အနေနဲ့ပဲပြောပါတယ်အဲခေါ်တော့ခေါ်တော့ခုကတတိပဲခေါ်တယ်တတိခေါ်တယ်ဟုတ်ဟုတ်တယ် happy တော့ငါကိုကိုလိုလိုက်ခေါ်တယ် အများကြီးကျမတို့အရှိန်ကြီးတော့ပြောလို့တော့မရဘူးပေါ့နော်အဲဘာလို့ဆိုတော့လေဟိုချိန်နေဆိုတော့သူကသူပြောင်းလဲတတ်တယ်ပေါ့နော်ဒါပေမဲ့အခုချိန်ထိကတော့ကျမဘေးနားမှာသူရှိနေတာအများကြီးလုံခြုံပါတယ်ပြီးတော့ဟိုကိုယ့်ရဲ့လေခက်ခဲတဲ့အချိန်ပဲဖြစ်ဖြစ်အဆင်ပြေတဲ့အချိန်ပဲဖြစ်ဖြစ်ပေါ့နော်သူကဘေးကနေခိုင်းလုပေးနိုင်တယ်ပေါ့နော်အအသက်အရလည်းသူကပို့ပြီးတော့ရင်းချက်တဲ့အခါကျတော့အခုချိန်ထိကတော့သူကအရန်ကောင်းတဲ့အဖေကောင်းခင်မွန်ကောင်းပြောပါမယ်ဟုတ်ကျွန်တော်သူ့ကိုဘာမှပြောရမလို့သူကအရာလုံးပြည့်စုံတယ်ကျွန်တော်